ဟိုအကိုကဗာလဲဟိုဟာတဲ့သေး6000နဲ့ပေါ့လေကာနစီနဲ့ပေါ့အာတင်တောင်းထားတာလေတဲ့တင်တောင်းရမှာလေတဲ့အဲ့တော့အဲ့တော့ပရိသတ်ကအော်ရောဆိုတော့ဘာပြောရမှမသိဘူးမပြောတတ်တော့ဘူးလို့ဘာမှမပြောတတ်တော့ဘူးပေါ့နော်တကယ်တကယ်အဲ့လိုမျိုးလူကြားထဲမှာအဲ့မျိုးအရင်စတာလေမစုံဘူးလေဆိုတော့အမီကိုရန်လည်းပခုံးကဒီလိုပဲဖြစ်နေတော့တာဆိုတော့အကုန်လုံးမြင်ရမှာပါလို့ဟုတ်လိုင်းမှာတော့ကျန်နေတယ်နောက်တိုင်း

ူများတော့မသိဘူးအမီနဲ့တွေ့ရင်တော့ဘယ်မင်းသားမှမချေတော့ပါဘူးဆိုတော့ဒါလေးကတော့အမီဘွားမှာ present လို့ပြောရမှာပေါ့လေကောင်းချီတမျိုးပါပဲဟုတ်ဟိုနည်းနည်းတော့ရှက်တော့ရှက်တာပေါ့လေဆိုတော့ဘယ်လိုပြောမလဲအရန်ကမှဟိုနှွေးထွေးတဲ့ခံစားမှုတွေတော့ရပါတယ်ဒါပေမဲ့ဟိုဒီလိုတစ်ခါမှမကြုံဘူးလေကိုလည်းမကြုံဘူးဆိုတော့နည်းနည်းရှက်ရှက်တာလေးတော့ရှိပါတယ်ဟုတ် အမြင်ပါတဲ့ပြိသက်တွေလည်းမြင်တာပေါ့လေချက်ပြီးတော့မှဒီလိုပဲဖြစ်နေတော့လူကလေပခုံးကအဲ့လိုပဲဖြစ်နေတော့တာအထက်ကိုမဆန်းတော့ဘူးဆိုတော့အဲ့ဒါလေးတွေမှတ်တရားဖြစ်ပါတယ်လို့ဟုတ်ဘူးကြောက်တာမဟုတ်ဘူးအဲ့မျိုးပြိသက်ရှိမှာပေါ့လေတခြားဟိုအမျိုးနုပညာသမားတွေကြတော့အမှန်တော့အဲ့ဒီပခုံးဖတ်တာလေးတွေလက်ကင်တာလေးတွေကဟိုအော်စင်းနေပေါ်မှာအမြဲလို့ရတယ်ဒါပေမဲ့ဟိုအဲ့ဒီအချိန်မှာကြတော့နည်းနည်းလေးပုတ်ကိုအရန်ရှက်တယ်လို့ခံစားချက်တွေတော့ဖြစ်ပါတယ်ဟုတ် တချင်းစားဆိုတဲ့ကောကသူကဟိုမသိဘူးအမိမျိုးအသေးရားနေတဲ့ပုံစံထဲမှာတော့ရှိတယ်ပေါ့လေစိတ်ထဲမှာအခုမှတွေ့တဲ့အတွက်ပြောတဲ့ချိန်မှာကိုကလည်းအမြဲတမ်းကခလေးတယောက်လို ဖြစ်တယ်အော်ကိုတဲ့အကြီးတဲ့လူနဲ့စကားပြောလို့ရှိရင်အကိုဘာညာဆိုတော့သူတို့အဲ့ဒါလေးတွေကိုစိတ်ထဲကိုရောက်စေတယ်အဲ့ဒီပုံမှာတော့ဘာကာလာမှတော့မပါဘူးလို့တော့မြင်တယ် အဲဒီပွဲကငလျင်ရံပုံငွေအတွက်ပေါ့နော်အမီတို့နုပညာရှင်တွေနဲ့ collaborate လုပ်တဲ့ပွဲလေးပေါ့ဟုတ်အဲ့လိုပါအဲပြီးလို့ရှိရင်ရှေ့မှာကျတော့အမီကိုတိုင်တော့33သိန်းတော့လှူထားပြီပေါ့လေစကိုင်းကိုလည်းကိုတိုင်သွက်လှူတယ်တိတကူတိတကူဆရာတော်ဖျားကြီးတွေနဲ့အမကိုဝေလူကျော်နဲ့ဟိုဟာ တွေ့တော်တွေ့သေးတယ်အဲ့မှာပေါ့နော်ဟုတ်ကိုစွမ်းနဲ့ကျတော့အောင်လန်မှာအဲ့ဒီငယ်လေးစကိုင်းငယ်လေးကိုလှူရင်းနဲ့မှတော့ဆောက်အဲ့မှာပွဲဒီမှာလေးဒီလိုဒီလိုရှိတယ်ဆိုတော့မှ သွားပြီးတော့မှဖြစ်ဖြစ်ဖြစ်တာပါအောင်လံမှာ3ရက်ကြာပါတယ်2ရက်က6ရက်ကတော့အမီရောက်တဲ့ရက်မှာပဲမိုးတွေရွာတယ်ပေါ့လေမိုးရွာ2ရက်ဆိုတော့အဲ့ရက်မှာပွဲရမှာဖြစ်လိုက်ဘူးဆိုတော့နောက်ဆုံးတစ်ရက်မှာ3ရက်ပေါ့ဟုတ်အမှန်တော့အကူကအမီလဲဟိုါဖြစ်ပြီးပြီးစိုးပြီးပြီးပေါ့လေပရမဆိုစိုးလိုက်တယ်စိုးစိုးပြီးတော့စိုးစိုးနားရတယ်ဆိုပြီးတော့မှစိုးပြီးတော့ပြန်တော့မယ်အဲ့မှာကိုစွားကနေသူစိုးတဲ့ချေဆင်းလာပြီးတော့မှ အတူတူဆူမယ်တဲ့အဲ့ဆိုတော့ဟိဆူမယ်လို့အမတရားဖြစ်သွားပေါ့လို့အဲ့နေစဆူဖြစ်တာပါဟုတ်အမှန်တော့အောင်လံပွဲမှာလဲအမိရဲ့အိုကျူးတဲ့တဘုံမမဆူရအောင်အကုန်လုံးနားလဲပြီးသားကြာဖူနားဝရှိပြီးသားတခြင်းတွေပဲအမိဖြောဖြေဖြစ်တာပါဆိုတော့အဲ့မှာကျတော့ငားဖို့ပေါ့အမိကိုယ်တိုင်ကတော့ငားဖို့ဆိုတယ်ဒါပေမဲ့ကိုစမ်းလုံးနဲ့ဆိုကိုဖို့လောက်တော့ဖြစ်သွားမှာပေါ့ဟုတ်အရင်တော့ကကျတော့မသိပါဘူး online ပေါ်တော့သိရပါဘောလေဒါပေမဲ့ဆိုတဲ့ချိန်မှာတော့အကိုကအရန်ထိတ်ခဲတော့လုတ်ပါတယ်ဟုတ်အကုန်လုံးအမြင်ပါပဲဟုတ် အရန်ကိုမှဘလို့ပြောမလဲစီနီယာဆိုရင်အရန်ဝဲကန်းဖြစ်တယ်ပေါ့လေဟိုဂယုလည်းစိုက်တယ်အမျိုးတခုခုဆိုရင်တကယ်ဆိုအကိုကကျမ်းမာရေးသိပ်မကောင်းဒါပေမဲ့ကို့ကိုပို့ပြီးတော့ဂယုစိုက်နေတာပေါ့လေအဲ့ဒါကြတော့အာတနိုင်ငံလို့အတိပဲကွင်းကွက်ကွက်မြင်ရတာပေါ့တကယ်ဆိုရင်ကျမ်းမာရေးမကောင်းတဲ့ဟိုကို့ကိုစီနီယာတယောက်ဆိုကိုကထိတ်ခဲရလို့ရမှာလေအခုကပြန်ပြီးတော့မှအမျိုးအရန်ကိုမှဂယုစိုက်တာလေးတော့တွေ့ရပါတယ်ဟုတ်အမိပဲမေးတယ်ဘာတခြင်းဆိုမှလဲ အင်မီဘာဆိုမှလည်းညီမလေးဘာဆိုမှလည်းဆိုအင်မီပြောတဲ့ဟာလေးတွေပဲဆိုပါတယ်ဟုတ်ဟိုနည်းနည်းတော့ရှက်တော့ရှက်တာပေါ့လေဆိုတော့ဘယ်လိုပြောမလဲအရန်ကမှဟိုနှွေးထွေးတဲ့ခံစားမှုတွေတော့ရပါတယ်ဒါပေမဲ့ဟိုဒီလိုတစ်ခါမှမကြုံဘူးလေကိုလည်းမကြုံဘူးဆိုတော့နည်းနည်းရှက်ရှက်တာလေးတော့ရှိပါတယ်ဟုတ်အမြင်ပါတယ်ပြည်သက်တွေလည်းမြင်တာပေါ့လေရှက်ပြီးတော့မှဒီလိုပဲဖြစ်နေတော့လူကလေပခုံးကအဲ့လိုပဲဖြစ်နေတော့တာအထက်ကိုမဆန်းတော့ဘူးဆိုတော့အဲ့ဒါလေးတွေတော့မှတ်တရားဖြစ်ပါတယ်လို့ဟုတ် ုတ်ဘူးကြောက်တာမဟုတ်ဘူးအဲ့မျိုးပရိသတ်ရှိမှာပေါ့လေတခြားဟိုအမျိုးအနုပညာသမားတွေကြတော့အမှန်တော့အဲ့ဒီပခုံးဖက်တာလေးတွေလက်ကင်တာလေးတွေကဟိုအော်စင်းနေပေါ်မှာအမြဲလို့ရတယ်ဒါပေမဲ့ဟိုအဲ့ဒီအချိန်မှာကြတော့နည်းနည်းလေးကိုယ့်ကိုအယမ်းရှက်တယ်လို့ခံစားချက်တွေတော့ဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့မှန်ပါတယ်ဟိုဟာအယမ်းနှွေးထွေးမှုရှိပါတယ်ပြီးလို့ရှိရင်စိတ်လည်းဖြောက်တယ်စိတ်မှန်တယ်ပေါ့လေဒါလေးတော့တွေ့ရပါတယ်ဟုတ်သူများတော့မသိဘူးအမီနဲ့တွေ့ရင်တော့ဘယ်မင်းသားမှမချေတော့ပါဘူး ဆိုတော့ဒါလေးကတော့အမီဘွားမှာ present လို့ပြောရမှာပေါ့လေကောင်းချီတမျိုးပါပဲဟုတ်ဟုတ်တယ်ကိုစွမ်းတင်တာလည်းမဟုတ်အမီတင်တာလည်းမဟုတ်ဘူးဒါပေမဲ့ဒီအောင်လန်းပြိတက်ကတင်တာဆိုတော့တော်တော်လေးလဲပောက်လဲပောက်သွားတယ်ပေါ့လေတင်ပြီးမှအမီကနည်းနည်းအမှတ်တရဟာလေးကိုအမီတက်တော့မှတစ်ခုတင်လိုက်တာပေါ့ဒါလေးပဲရှိပါပြိတက်တင်တာပါဟုတ်ဟိုစားတွေ့တွေ့ချင်းတဲ့ကိုကအကိုကဖနက်ကလည်းအယောင်တူနေတယ်ဖနက်ယောင်တူတယ်ကိုစိုတိတ်နေကြတော့လဲအဲ့ဒီနေ့မှာအင်ဂျီကအယောင်တူနေတယ်ဆိုတော့နှစ်ယောက်လုံးနဲ့ တိုက်ဆိုင်တဲ့ຢာလေးရရှိတော့အဲတဲ့သူများစတိုင်နေတယ်ဆိုမဟုတ်ဘူးလို့စစ်မုံမှာပေါ့လေအကိုကစတယ်ကိုစွမ်း ဖနှက်ယောင်တူလို့လေအကိုဒီလိုဝတ်မယ်ဆိုတာအင်းမြကြိုတိလို့ဝတ်ခဲ့တာလို့အဲ့တော့ပြိတ္တတရားအကုန်လုံးရည်ကြတာပေါ့လေတကယ်ကိုမှတသားတည်းဖြစ်ပြီးမှအွန်လန်းပြိတ္တလည်းမှတ်တရဖြစ်မယ်လို့မြင်ပါတယ်အရန်ပျော်ဖို့ကောင်းတဲ့အခြေလေးကိုတော့အဲ့ဒီနောက်ဆုံးညမှာတော့အာခန်းစားရပါတယ်အင်းမြကဟိုဟာစကိုင်းပြီးမှပြင်ဦးလင်သွားသေးတယ်လေဆရာတော်တို့နဲ့တခြားဘာသာရေးကိစ္စတွေရောအာတခြားအင်းမြတို့ဟိုကုမ္ပဏီရဲ့ construction ကိစ္စလေးတွေရောပြောနေသေးရဲ့ဆိုတော့အဲ့ပြီးမှအင်းမြကခရီးဆက်တာကိုဆိုတော့အဲ့ဒီပိုင်းနဲ့ဆိုတော့ ဟိုနှစ်ရက်ကမိုးရွာလိုက်တဲ့ချိန်မှာမတွေ့ရအောင်တယောက်ကိုတယောက်မတွေ့ရအောင်သူ့ခန်းနဲ့သူ့ကိုခန်းနဲ့ကိုဒါပေမဲ့နောက်ဆုံးညမှာမှအကုန်လုံးကတပေါင်းတစည်းတည်းဖြစ်ပြီးတော့မှတကယ်ပျော်ဖို့ကောင်းပါတယ်ဟုတ်ဟိုအကူကဗာလဲဟိုဟာတဲ့သေး6000နဲ့ပေါ့လေကာနစီနဲ့ပေါ့ အာတင်တောင်းထားတာလေးတဲ့တင်တောင်းရမှာလေးတဲ့အဲ့တော့အဲ့တော့ပရိသတ်ကအော်ရောဆိုတော့ဘာပြောရမှမသိဘူးမပြောတတ်တော့ဘူးလို့ဘာမှမပြောတတ်တော့ဘူးပေါ့နော်တကယ်တကယ်အဲ့လိုမျိုးလူကြားထဲမှာအမျိုးအရင်စတာလေးမစုံဘူးလေဆိုတော့အီမီကိုရန်လည်းပခုံးကဒီလိုပဲဖြစ်နေတော့တာဆိုတော့အကုန်လုံးမြင်ရမှာပါလို့ဟုတ် အမှန်တမ်းပြောလို့ရှိရင်စိတ်မဆိုးပါဘူးအဲ့နေ့မှာပျော်ရတယ်အောက်ကလည်းရီမောပြီးတော့ပြုံးလေးတွေတွေးရတယ်ဟိုအဲ့ဒါလေးတွေကတော့တံမိုးဖြတ်လို့မရတဲ့မှတ်တရလေးတွေပါပဲဟုတ်ဟိုဟာတဲ့အရန်နမကြီးနေဆိုတဲ့ညီမလေးရတဲ့ဗာလဲဗာလဲချိုတိတာလားငကားမယ်တော့လားဆိုတော့အဲ့ဒါလေးတွေကိုကဟိုစိတ်ဆိုးစရာစကလုံးမရှိပါဘူးဒါလေးတွေကဟိုအမီရဲ့ signature တစ်ခုနဲ့ကိုပေါင်းပြီးတော့မှစပရိတ်တက်ကလည်းပျော်တယ်လေဆိုတော့အဲ့ဒါလေးက ဟိုအဲ့ညလေးကအမိညာထဲမှာအများအားရှိပါတယ်အဲ့လိုမျိုးပဲအွန်လိုင်းပရိသတ်ရင်နေရောဒီစင်ပေါ်မှာရှိတဲ့ကိုစွမ်းတို့ကိုစိုးအကုန်လုံးရဲ့ရင်မှန်ထဲမှာကြံခဲ့မဲ့နေလေးလို့လည်းပြောချင်ပါတယ်ဟုတ်အမိကိုကြတော့စားတွေ့ကြတဲ့ကဗမာဝစ်စုံနဲ့တွေ့တယ်စပင်ရှိန်နဲ့တွေ့တယ်ပေါ့နော်မိမအရန်ဆန်နဲ့မိမသားတယောက်လို့ပရိသတ်တရားလက်ခံထားပြီးသား အဲ့ဒီကန္တာတစ်ခုမှာဒါပေမဲ့ရုတ်တရက်ကြီးအမီက changes တွေအရန်လုံးလိုက်တဲ့ချိန်မှာစကတ်တိုတွေဝစ်လာတာရှိတယ်အဲ့လိုမျိုးတွေမှာကျတော့ပရိသတ်ကနည်းနည်းလေးတော့ sensitive ဖြစ်တာပေါ့လေဆိုတော့အဲ့ဒါကဘာလို့လဲဆိုတော့ရင်ထဲမှာရှိနေကြလို့အာ तू ဒါပဲဝစ်တယ်လေ तू ကဒီလိုမရည်ဘူးဆိုအဲ့ဒါလေးတွေကစရင်ထဲမှာတောင်ချင်းစီကြံခဲ့နေတာလေးကိုလည်းအမန့်တွေမှာလည်းဒုနဲ့တွေတွေ့ရတယ်အွန်လိုင်းပရိသတ်ရင်ထဲမှာလည်းအမီကတထောက်တနေရာပုံစံမျိုးဆိုယူနေတာကိုလည်းမြင်ရတဲ့အတွက်ဘာပြောရမလဲဆိုတော့အမီအတွက် ဟိုမထင်ရတဲ့ချင်းချက်ကြီးတစ်ခုပေါ့နော်အရန်ကိုပျော်ရွှင်စေပါတယ်ဒီလူပညာသမားတွေကကျတော့စိတ်ဆက်ကြရရုတ်ထင်ရတယ်အမှုပညာဆိုတဲ့အလုပ်ကိုလုပ်ကြတဲ့ကတဘာသူအန်တန်တိတ်လုပ်ဖို့ကိုကျော်တဘာသူပျော်ရွှင်ဖို့ကိုကျော်တဘာသူစိတ်ချမ်းသာဖို့ကိုတွေကပေးရတာ哦မက်ဆေ့တွေပေးရတဲ့လူဖြစ်တဲ့အတွက်ဒါတွေကအမှုပညာလောကမှာပြောရမယ့်စကားတည်းမပါပါဘူးသဘောထားကြီးတဲ့လူပဲအမှုပညာလုပ်လို့ရတာပါဟိုသဘောထားမကြီးရင်တော့အမှုပညာလောကက ဝင်လို့စမပြေပါဘူးလို့တော့မြင်တယ်ပေါ့လေဒါကတော့အနုပညာကိုလှုပ်လှုပ်တဲ့လူပညာရှင်တို့ကိုယ့်ကိုခံယူတဲ့လူတွေရဲ့စိတ်ထဲမှာလို့တော့မြင်ပါတယ်ဒါပေမဲ့ပရိသတ်ကကျတော့ပရိသတ်ရဲ့တဘာဝပေါ့လေနည်းလေးဆိုရင်ဟာတဲ့ဟေးတဲ့တော့စမှာပဲပေါ့ဆိုတော့ဒါလေးကလည်းပျော်ရွှင်မှုတစ်ခုကိုတပတ်တပားသူရဲ့ရင်ဘတ်ကိုပေးနိုင်တယ်လို့တော့မြင်ပါတယ်ဟုတ်ဟိုအကောကတချင်းစားဆိုတဲ့ကိုက तू က ဟိုမသိဘူးအမိမျိုးအသေးရားနေတဲ့ပုံစံတည်းမှာတော့ရှိတယ်ပေါ့လေစိတ်ထဲမှာအခုမှတွေ့တဲ့အတွက်ပြောတဲ့ချိန်မှာကိုကလည်းအမြဲတမ်းကခလေးတယောက်လိုဖြစ်တယ်အော်ကိုထက်အကြီးတဲ့လူနဲ့စကားပြောလို့ရှိရင်အကိုဘာညာဆိုတော့သူတို့အဲ့ဒါလေးတွေကိုစိတ်ထဲကိုရောက်စေတယ်အဲ့ဒီပုံမှာတော့ဘာကာလာမှတော့မပါဘူးလို့တော့မြင်တယ်ဆိုတော့တကယ်ဆိုရင်အကိုကိုပဲအကုန်လုံးကထိတ်ခဲရလောက်ကြတာလေအကိုကပြောင်းပြန်အမိကိုအများကြီးရှိမှထိတ်ခဲရလို့တာတွေ့ရတဲ့အတွက်အများကြီးတော့ပျော်ရွှင်ရပါတယ်ဒါတွေကကြတော့ ဟိုကြိုသိထားမှလည်းမဟုတ်ဘူးလုံးလုံးအကိုတွေကတွေးမှလည်းမဟုတ်ဘူးပေါ့တယောက်နဲ့တယောက်တွေးတဲ့ချိန်မှာဟိုမိကြတာပေါ့လေ chemistry မိတာ connection မိတာတယောက်နဲ့တယောက်ကြားက client လေးတွေပေါ့အဲ့လိုတော့မြင်ပါတယ်မေတ္တာပဲလို့တော့မြင်ပါတယ်ရှင်ဟုတ်အဲအကိုကစင်မောကဆင်းလာတဲ့ချိန်ပေါ့အမီကအောက်မှာတက်တော့ဆော့နေဆော့နေတဲ့ချိန်မှာဆင်းလာတဲ့ချိန်မှာဟာနေဦးနဲ့ညီမလေးတချင်းဆိုကြမယ်တဲ့အဲ့တော့ဆိုမဲလို့အဲ့လိုပြောတဲ့ချိန်မှာလက်ကနာနေတယ်အကိုကလေကြည့်လိုက်တော့ရောင်လဲရောင်နေအဲ့မှာ တီးပေးမယ်တဲ့အကိုကိုတိုင်တီးပေးမယ်ညီမလေးဘာသချင်းဆိုချင်လဲပေါ့လေဆိုတော့ကိုဝနာရဲ့မိုးလို့အမီရောက်တဲ့အချိန်မှာအောင်လန်းမိုးရတဲ့အတွက်မတရားဖြစ်အောင်လို့မိုးရတိုင်းအဲ့တချင်းလေးစုံမယ်ပေါ့လေအေးဆိုပြီးတော့ချက်ချင်းအင်ဂျင်လဲပြီးတော့မှချက်ချင်းဂီတာထုတ်ပြီးမှသူကိုယ်တိုင်တီးပေးတယ်ဆိုတော့အဲ့ဒါလေးတွေကဟိုအမီနဲ့ကိုစွမ်းကြားမှာတံပိုးဖြတ်လို့မရတဲ့နေမကောင်းတဲ့ကြားတွေကလက်နာနေရကြားတွေကမေတ္တာတရားလေးတွေ့ရတယ်ပေါ့လေဆိုတော့အဲ့ဒါလေးလည်းပြောချင်ပါတယ်ဟုတ် စမ်းမရေမကောင်းဘူးဆိုတော့လေလူတယောက်ကဘယ်လိုပြောမလဲအမေတို့ခန္ဓာတွေလဲဒါကကိုယ့်ကိုထိမ့်သိမ်းနိုင်လို့သာဟိုအရင်တော့အမြင်တဲ့တယောက်နဲ့ခုမြင်တဲ့တယောက်ဆိုတာချင်းချင်းဖြစ်ပြီးတော့လှလာရရှိမယ်ဆိုတော့ထိမ့်သိမ်းရတာပေါ့လေဒီလိုပဲယောက်ျားလေးတွေကြတော့ဟိုခင်ရစီချောင်းလိုက်တော့သွားတယ်လို့တော့မြင်တယ်ဒါတွေအပြစ်တွေတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ changes အခုလုပ်ရင်လည်းအခုဖြစ်နိုင်တဲ့အကြောင်းတရားတွေပဲဆိုတော့ဟိုပြောင်းလဲဖို့အတွက်တော့ဟိုဒီဇက်သမေမှာရှိတဲ့ လူတွေရောအမီတို့ခဏတဖြုတ်တွေ့တဲ့အမှုပညာသမားတွေရော စကားတခွန်းကနေဟိုကောင်းတဲ့ပါရမီကျောင်းတရားတွေဖြစ်သွားမယ်ပေါ့ပြင်လိုက်ပါဒါလေးလှုပ်လိုက်ပါဆိုတာကလူတယောက်ကောင်းဖို့အတွက်ပေါ့လေပို့ပြီးတော့ပို့ပြီးတော့ကျမကြီးတွေကောင်းလာဖို့ပို့ပြီးတော့မှဆင်ကျင်လာဖို့အတွက်အကျောင်းတရားတော့ဖြစ်လာမယ်လို့တော့မြင်ပါတယ်ဟုတ်